ယူကရိန်းသို့တမဟော့တုံးကြီးများပေးရန်ပင်တဂွန်ကခွင့်ပြုပေးလိုက်ပြီးဖြစ်တာကြောင့်၎င်းတုံးကြီးများပံ့ပိုးရေးကိုတမရတော်နယ်ထရန်ကသာဆုံးဖြတ်ရတော့မှာဖြစ်ကြောင်း CNN သတင်းဌာနကဖော်ပြပါသည်။ယူကရိန်းသို့ တိုမဟော့ဒုံးကျည်များပေးခြင်းကအမေရိကန်မှာတူလုံထားတဲ့၎င်းဒုံးကျည်များနဲ့ပတ်သက်ပြီးအပြတ်တဘောအဖြစ်တည်ရမှုမရှိကြောင်းစစ်ဆေးခဲ့ပြီးတဲ့နောက်ပင်တဂွန်ကတိုမဟော့ဒုံးကျည်များကိုယူကရိန်းသို့ပံ့ပိုးပေးရန်အင်ဖြူရာခွင့်ပြုပေးလိုက်ပြီးဖြစ်တာကြောင့်ဒုံးကျည်များပံ့ပိုးပေးရေးအတွက် အပိသက်နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်ဟာသမ္မတနယ်ထရန့်လက်ထဲကိုရောက်ရှိသွားပြီလို့၎င်းကိစ္စနဲ့နှီးဆက်တဲ့အမေရိကန်နဲ့ဥရောပတာဝန်ရှိသူ၃ဦးရဲ့ပြောကြားချက်များအရသိရကြောင်း CNN သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ်ချရန်ကအော်တိုဘားလာစစောပိုင်းမှာယူကရိန်းသမ္မတဘိုလိုဒီမာဇလန်စကီနဲ့အင်ဖြူရောမှာအလို့သဘောနှိလေစာစားခဲ့ရမှာပြောကြားခဲ့ရရင်မိမိတို့ဟာမိမိတို့ရဲ့နိုင်ငံကိုကာကွယ်ရန်လိုအပ်တဲ့အရာများကိုပေးရန်စံနာမရှိတာကြောင့်ယူကရိန်းထံတုံးချီများကိုမပေးလိုဘူးလို့ပြောကြားခဲ့ပါတယ်။ ။တမရဒိုနယ်ထရန့်ကဇယ်လန်စကီးကိုမတွေ့ဆုံမီအော်တိုဘားလဆော့ဆော့ပိုင်းမှာစစ်ဦးစီးချုပ်က၎င်းရဲ့စစ်စစ်ချက်ကိုအင်ဖြူတော်တို့အကြောင်းကြားထားခဲ့ပါသည်။အကွာဝေးအားဖြင့်မိုင်းတထောင်ပတ်လည်ရောက်ရှိနိုင်ပြီးရုရှားနိုင်ငံအတွင်းပိုင်းမှာတည်ရှိတဲ့ရေနံချက်ဆက်ယုံများနဲ့လျှက်စစ်အားပေးဆက်ယုံများကိုပုံမထီရောက်စွာပြစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့တွမဟော့ဒုံးကြီးများကို ပေးရန်ဇယ်လန်စကီးကထရန့်ကိုဖိအားပေးလျက်ရှိပါသည်။ ပင်တကွန်ရဲ့စစ်စစ်ချက်ကအမေရိကန်ရဲ့ဥရောပမဟာမိတ်နိုင်ငံများကိုအားတက်စေခဲ့ပါတယ်။အမေရိကန်ဟာယူကရိန်းထံဒုံးကျည်များပေးပို့ခြင်းမပြုရေးအတွက်ယခုအခါစီဂျင်နဲသာကြံတော်ရီလိုဥရောပတာဝန်ရှိသူနှစ်ဦးကပြောကြားခဲ့ပါတယ်။အိမ်ဖြူရောမှာဇယ်လန်စကီးနဲ့တွေ့ဆုံစဉ်အမေရိကန်သမ္မတကအမေရိကန်ဟာလေတူမဟော့ဒုံးကျည်များလိုအပ်တယ်လို့ပြောကြားခဲ့တဲ့အပေါ်အမေရိကန်တာဝန်ရှိသူများနဲ့ဥရောပတာဝန်ရှိသူများအံ့အားသင့်ခဲ့ရပါတယ်။ ဒါအပြင်ဇယ်လန်စကီးနဲ့တကားပိတ်ဆွေးနွေးကြရရင်လေဒေါ်နယ်ထရန့်က အမေရိကဟာယခုချိန်ထိတိုမာဟော့တုံးချီများကိုပံ့ပိုးပေးဦးမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။